လိုရောဟိုကျွန်တော်တို့ရဲ့မိသားစုဝင်တွေလိုရောကောင်းတဲ့ girlfriend တယောက်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ဘောမှာတငယ်ချင်းလိုလည်းပေါင်းလို့ရတယ်အမလိုကိုယ့်ရဲ့ဆွေမျိုးတယောက်လိုမျိုးပေါင်းလို့ရတယ်ဆိုတော့အားလုံးဟိုတိုင်တိုင်မြင်မြင်နဲ့နေပြတဲ့ဟို relationship တခုပေါ့နော် dream တခုပေါ့နော်ကျွန်တော်တို့အဂျပန်မှာဆိုင်ကင်းလေးတခုတော့လုပ်မယ်ဆိုပြီးတော့စိတ်ကူးလေးတော့ရှိပါတယ်ဟုတ်အဓိကကတော့ဟိုကိုယ့်ဘောမှာကောင်းတဲ့သူဆိုတာ နှစ်ခါပြန်မရောက်နိုင်ဘူးလေအဲ့တော့ကိုဘောကောင်းတဲ့ချစ်သူရပြီဆိုလို့ရှိရင်နှစ်ခါပြန်မရနိုင်တာဆိုတော့လက်လို့မခံတော့ဘူးပေါ့နော်ဟိုစီစီကားကားလေးဖြစ်အောင်ဟိုပြုတ်လုချင်ပါတယ်မကြတော့တဲ့တနေ့မှာပေါ့နော်လုပ်ပါမယ်ကောင်းကောင်းမွန်မွန်တန်းကတနှစ်နဲ့၃လ အမှန်တကယ်တော့ကျွန်တော်တို့ကဟိုနောက်ရင်ပြောင်းရင်းနေပေါ့နော်အဲအဲ့လိုမျိုးဖြစ်သွားတာအဓိကတော့ဟိုကျွန်တော် post လေးရရရဆိုပြီးတော့ तू ကရှင်းရင်းနဲ့အခုလိုမျိုးဟိုကြီးသားတွေဖြစ်သွားတာပေါ့နော်ဟုတ်အဲ तू ကတော့ဂျပန်မှာနေတာပေါ့နော်ဂျပန်မှာနေရဆိုတော့လေအာ तू ရှိတဲ့နေရာကိုလိုက်သွားပြီးတော့အမှပြောသလိုပဲကျူးရတာပေါ့နော်အာအဓိကတော့ဟို LDRS လေးဖြစ်တယ်ဆိုတော့တယောက်နဲ့တယောက်နဲ့ဟိုပို့ပြီးတော့နှီးစက်အောင်လိုက်လို့ရတာပေါ့နော်လိုက်လို့တယ်ဆိုတော့အဲ့လိုမျိုးဟို ိုယ့်ရဲ့အချစ်တွေလည်းသူသိအောင်လို့အဲလုပ်ပြရတာဟုတ်အမှန်တမ်းပြောရင် ADIS ကခက်ခဲပါတယ်ဟိုကျွန်တော်တို့တယောက်နဲ့တယောက်နဲ့ယုံကြည်စိတ်ချမှုတွေရောနောက်ပြီးတော့တယောက်နဲ့တယောက်နဲ့ဟိုတစ္ဆာရှိမှုတွေရောပေါ့နော်ဒါတွေကတော့အများကြီးလိုအပ်တယ်နောက်ပြီးတော့အချိန်กว่าเนี่ยกว่าห่าแจ็ดดิวะดาอีแลอ้ายပဲရှိတယ်ဗောเนาะအဲ့တော့တယောက်နဲ့တယောက်နဲ့တော့နားလည်မှုတွေအများကြီးရှိအောင်တော့တော်တော်လေးကြိုးစားရပါတယ်အာအခုတော့သူမြန်မာပြည်ပြန်ရောက်နေတယ်သူအလဲပြန်လာတာပြန်လာဆိုတော့အခုတော့သူပါလာသေးတယ် အသူကအမှန်တမ်းပြောရင်ဒီအိမ်နေမိသားစုတွေနဲ့ဟိုနိုင်ငံရဲ့ချားမှာနေတဲ့လူတွေကတော့ဒီ feeling လေးကိုပိုသိမှာပေါ့နော်ဟိုရဲဝေးမှာနေရတယ်မိသားစုတွေနဲ့ဝေးနေရတယ်ဆိုတော့သူတို့ရဲ့စိတ်ထဲမှာအယမ်းကိုဟို lonely ဖြစ်တဲ့ဟာတွေရှိတယ်ဗျအဲ့ဒီဟာလေးကိုပဲကျွန်တော်အဓိကဟိုသူအဆင်ပြေအောင်ဆိုပြီးတော့ထိန်းချုပ်ပြီးတော့နေရတာပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်ဟုတ်သူကအမှန်တမ်းပြောလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲအမေလိုရောအမလိုရော ဟိုကျွန်တော်တို့ရဲ့မိသားစုဝင်တွေလို့ရောကောင်းတဲ့ဟို girlfriend တယောက်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ဘောမှာတငယ်ချင်းလိုလဲပေါင်းလို့ရတယ်အမလိုကိုယ့်ရဲ့ဆွေမျိုးတယောက်လိုမျိုးပေါင်းလို့ရတယ်ဆိုတော့အားလုံးဟိုတိုင်တိုင်မြင်မြင်နဲ့နေပြတဲ့ဟို relationship တခုပေါ့နော် dream တခုပေါ့เนาะကျွန်တော်တို့အဲဂျပန်မှာဆိုင်ကင်းလေးတခုတော့လုပ်မယ်ဆိုပြီးတော့စိတ်ကူးလေးတော့ရှိပါတယ်เนาะအဓိကကတော့ဟိုကိုယ့်ဘောမှာကောင်းတဲ့သူဆိုတာ နှစ်ခါပြန်မရောက်နိုင်ဘူးလေအဲ့တော့ကိုဘောကောင်းတဲ့ချစ်သူရပြီဆိုလို့ရှိရင်နှစ်ခါပြန်မရနိုင်တာဆိုတော့လက်လို့မခံတော့ဘူးပေါ့နော်အဲကျွန်တော်တော့ road တက်တဲ့လူမဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့ဟိုစီစီကားကားလေးဖြစ်အောင်ဟိုပြုလုပ်ချင်ပါတယ်မကြတော့တဲ့တနေ့မှာပေါ့နော်လုပ်ပါမယ်ကောင်းကောင်းမွန်မွန်အာသူ့အိမ်မက်တရားအများကြီးပဲသူ့ dream တွေအများကြီးပဲမနိုင်ဘူးအဲဒါပေမဲ့ ဟိုနှစ်ယောက်သားအဆင်ပြေတဲ့အရာလေးတစ်ခုပေါ့နော်ဒီမင်္ဂလာဆောင်လည်းဟိုသူ့ဘဝမှာခက်ခဲနာနာဖြစ်အောင်ရယ်နောက်ပြီးတော့ဟိုကျွန်တော်တို့ရဲ့တသက်စာအမှတ်တရလေးဖြစ်အောင်ရယ်ပေါ့ဒီလိုမျိုးလေးလုပ်ပါဟုတ်အိမ်မက်ဆိုရင်တော့ကျွန်တော်တို့အာကျွန်တော်ဆိုလို့ရှိရင်အမှန်တမ်းပြောအစီအစဉ်တင်ဆက်သူဟာဟိုမှာ presenter ဆိုတာတော့သိတယ်ဒါပေမဲ့နာမည်တော့မသိဘူးအဲအစီအစဉ်တင်ဆက်သူရဲနိုင်ဆိုတာလေးတော့ကျွန်တော်သိစေချင်တယ်အဲဒါကတော့ကျွန်တော်ရဲ့အိမ်မက်ပေါ့ဒီလောက်ပါဟုတ်ကျွန်တော်တို့ကတော့အရင်တော့ဒီ TV channel ကဟိုလကစာ ိုဝန်ထမ်းပေါ့နော်လကစားအစီအစဉ်တင်ဆက်သူတွေအဲ့ဒီကနေပြီးတော့ဒီကိုဗစ်တွေပါတယ်ဖြစ်သွားတဲ့အခါမှာဟိုရုပ်တံထုတ်လွှင့်မှုတွေကဟိုအားလုံးသိကြတဲ့အတိုင်းနည်းနည်းလေးဟိုညော့လာတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော် freelance ကိုပြောင်းတယ် freelance လုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့ risk များတယ်ပေါ့ဥမာဝန်ထမ်းတယောက်ရဲ့လစာအကြောင်းတစ်လကို ဥပမာပေါ့နော်9သိန်း10သိန်းဒီအမောင်ရနေရဆိုလို့ရှိရင်ဒီ income ကလကုန်တိုင်းရမှာအဲကျွန်တော်တို့ဒီ freelance ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ကိုကျွန်တော်တို့ marketing ပို့ဆင်းရတာတွေများသွားတယ်နောက်ပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ပို့ပြီးတော့တိုးတက်အောင်လုပ်ရတဲ့အရာလေးတွေပို့များသွားတယ်အဓိကအမှရဲ့ဥပမာဒီလပွဲမရှိဘူးဒီလအလုံးမရှိဘူးဆိုကျွန်တော်တို့မှာတခြားအလုပ်လည်းမရှိတော့လေအဲအဲ့ဒီအရောဆိုရင်စိတ်တော့ဖြစ်တာပေါ့နော်အဲ့တော့ ဝန်ထမ်းလာခစားဘဝနဲ့ freelance နဲ့တော့မတူတာရောအများကြီးပဲရှိပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ဒီ company ပိုင်ရှင်နေ client နေခေါ်ကြရဲဆိုတာငွေကြေးအများကြီးပေးပြီးတော့ခေါ်ရတာပေါ့နော်အဲ့တော့ငွေကြေးအများကြီးပေးတဲ့အလျောက်ကိုတို့တွေအတွက်အကျိုးရှိမဲ့အရာတွေကိုပဲကျွန်တော်တွေကလည်းစူးစမ်းပြီးတော့ဖန်တီးပေးတယ်ကျွန်တော်တို့ကြောင့်ဒီအမှတ်တရစိတ်တစ်ခုကပို့ပြီးတော့ဟိုအောင်မြင်သွားတယ်ပေါက်မြောက်သွားတယ်ဆိုရင်ကျွန်တော်တို့အယံဝန်တာဒါပဲဟို client တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ခေါ်ရတဲ့အတွက်ပေးရတဲ့ငွေကြေးနဲ့တန်အောင်လို့ကျွန်တော်တို့ကလုပ်ပေးဖို့အတွက်အမြဲတမ်းတာဝန်ရှိတယ်လို့ကျွန်တော်တို့ကယူဆပါတယ်အဲဒီတော့ကျွန်တော်တို့ကိုယ်တိုင်လည်းအမြဲတမ်းကြိုးစားတယ်အားလုံးအတွက်လည်းသဟဇာတာဖြစ်အောင်ပို့ပြီးတော့နေပြစ်ပါတယ်ဟုတ်ကျွန်တော်တို့ရဟိုစဉ်းစားတဲ့အခါမှာအမြဲတမ်းတပ်ပါတီဘက်ကနေပြီးတော့စဉ်းစားရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းအစီအစဉ်တင်ဆက်သူတွေပြောတဲ့အခါမှာဟိုအေးစင်းနဲ့အရန်ဟိုຫນွေးထွေးတဲ့ အပြုတ်မှုတွေကိုပဲကျွန်တော်သဘောကျတယ်အခုနောက်ပိုင်းဆိုလို့ရှိရင် trend ရဗျာအမောက်လည်းတိမှာပေါ့နော်အဲ့လိုမျိုး hot shot တွေပြောလာတယ်ရှိတယ်အဲ့လိုမျိုးတွေကြတော့လူငယ်အရဆိုလို့ရှိရင် mic ပင်မဲ့လူကြီးတွေအမြင်မှားကြတော့မသိတော့တာလေးရှိတယ်ပေါ့နော်ဒါကတော့ trend ရပေါ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကကြတော့အားလုံးနဲ့အစဉ်ပြေတဲ့ပုံစံမျိုးဖြစ်အောင်ဒါအစီအစဉ်တွေကိုတင်ဆက်တယ်။ရိုင်းဆိုင်တဲ့ပုံစံမျိုးတွေလည်းလုံးဝမပအောင်ကျွန်တော်တို့ဒါစူးစမ်းပြီးတော့တင်ဆက်ပါတယ်။